ားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပုဒ်ရဖြစ်မြဝေဆွေးနွေးပြနေတာကတော့ Toyota Hilux ကားမှကြုံတွေ့ရတဲ့ aircon ပြည့်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပုဒ်ရဖြစ်မြဝေဆွေးနွေးပြနေပါတယ်ဒီကားမှကြုံရတဲ့ပြည့်ချက်ကကြတော့ကားရဲ့ aircon ကတစ်ချက်အေးသွားလိုက်မအေးလိုက်နဲ့ aircon အေးပေါ်တဲ့ပြဿနာဖြစ်တဲ့ aircon compressor ကလည်းကတ်လိုက်မကတ်လိုက်နဲ့ဖြစ်တဲ့ပြဿနာကြောင့် workshop ကိုရောက်ရှိလာတဲ့ကားလေးဖြစ်ပါတယ်ဒီကားကတော့တခြားပြည့်ချက်လည်းရှိတယ် ။ဘာလဲဆိုတော့တိုင်မင်ဘက်ဂျိုးပေါ့နော်။တိုင်မင်ဘက်ကတီဘက်မီလင်းနေတာဖြစ်တဲ့အတွက်တိုင်မင်ဘက်လည်းလာလဲရင်းနဲ့အဲကွန်အေးလိုက်မအေးလိုက်ဆိုတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ရောက်ရှိလာတဲ့ကာလေးဖြစ်ပါတယ်။အဲ့တော့တိုင်မင်ဘက်နဲ့ပတ်သက်တဲ့အပိုင်းကိုစစ်ဆေးပြုပြင်ပြီးသွားတဲ့အခါမှာအဲကွန်နဲ့ပတ်သက်တဲ့အပိုင်းကိုစစ်ဆေးပြုပြင်တဲ့အင်ဂျင်နှိုးထားတဲ့အချိန်မှာစစ်ဆေးကြည့်လိုက်တော့ကွန်ပရက်ဆာကအေးတဲ့အချိန်မှာဆိုရင်ကတ်နေတယ်ပူတဲ့အချိန်မှာဆိုရင်ပြန်ကွာသွားတယ်ဒါပေမဲ့ပူတဲ့အချိန်မှာလည်းပြန်ကတ်တဲ့အခြေအနေတွေရှိတယ် ကလိုက်ကွာလိုက်ကလိုက်ကွာလိုက်နဲ့ပုံမှန်မဟုတ်တဲ့အနေအထားမျိုးဖြစ်တယ်။ဒါကြောင့်သူ့ရဲ့ air con ခက်ရဲ့ PR ကသတ်မှတ်တဲ့ပမာဏမရောက်တဲ့အတွက် air con ကအေးလောက်တဲ့အဆင့်ထိမဖြစ်ဘူး။ပြောမယ်ဆိုရင်အေးတာကငွငွေလေးပဲအေးတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့ဗျာ။ဒါနဲ့ပဲကျွန်တော်တို့ဒီလိုမျိုးပြစ်ချက်တွေက air con ခက်ပဲပြစ်ချက်ဖြစ်နေတာလား။ compressor မှာပဲပြစ်ချက်ဖြစ်နေတာလား။ဒါမှမဟုတ်ရင် pressure switch မှာပဲပြစ်ချက်ဖြစ်နေတာလားပေါ့နော်။ဒီဘိုင်းကိုစစ်ဆေးတယ်။ air con ခက်ကိုစစ်ဆေးကြည့်လိုက်တော့ air con ခက်ရဲ့ပမာဏကတော့ သူ့ရဲ့သတ်မှတ်ထားတဲ့ပမာဏရှိတယ်ကွန်ပရက်ဆာကိုဆစ်လိုက်တော့လေကွန်ပရက်ဆာမှာကအဆင်ပြေတယ်ကွန်ပရက်ဆာကသူ့ရဲ့ compression အားတွေဟာကောင်းတယ် magnetic cloud type ဖြစ်တဲ့အတွက်ဒီကွန်ပရက်ဆာရဲ့အဲဖိကျအားကိုလည်းအလွယ်တကူစမ်းသပ်လို့ရတယ်အဲ့တော့ကွန်ပရက်ဆာကိုစစ်ကြည့်လိုက်တဲ့အခါမှာကွန်ပရက်ဆာရဲ့အနေထားကကောင်းတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဖြစ်စီရာက pressure switch ပဲပြစ်ချက်ဖြစ်နေရလားဒါမှမဟုတ်ရင်အဲဒီသက်ဆိုင်ရာပေါ့နော် sensor တစ်ခုခုမှာပဲပြစ်ချက်ဖြစ်နေရလားဒါမှမဟုတ်ရင်ကားရဲ့ dashboard တွင်ထဲမှာရှိနေတဲ့ ဘလိုဘာပိုင်းမှာပဲပြစ်ချက်ဖြစ်နေတာလားပေါ့ဒါကစဉ်းစားစရာတွေကတော့အများကြီးပဲရှိတယ်ဒါနဲ့ပဲကျွန်တော်တို့အဲစစ်ကြည့်လိုက်တယ်ပေါ့နော် pressure switch နဲ့ပတ်သက်တဲ့အပိုင်းကိုစစ်ကြည့်လိုက်တယ်အဲ့တော့ pressure switch ရဲ့သူကနှငုံနဲ့ socket ဖြစ်တယ်အဲ့တော့ pressure switch ရဲ့ socket ကိုဖြုတ်ဖြုတ်လိုက်တော့ compressor ကမကက်ဘူးဟောဒါဆိုလို့ရှိရင်တော့ pressure switch မှာပဲကြောင်နေသလားပေါ့နော်ဒါတန်တရားရှိကြာဖြစ်တယ်ဒါပေမဲ့အဲ့ဒီ pressure switch ကြီးကိုဖြုတ်ထားရတဲ့နေကိုဒီခါလီမှာ compressor ကကတ်သွားတာ ဲ့လိုပြဿနာမျိုးကြုံရတာပေါ့ဗျာเนาะအဲ့တော့တော်တော်လေးကိုဒါပြစ်ချက်အနေနဲ့အဲနည်းနည်းကြော်ထားခွာထားတဲ့ပုံစံမျိုးအဲအဖြေရှာရခက်တဲ့ပုံစံမျိုးလို့ကြုံရတဲ့ပြဿနာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါနေပဲပေါ့เนาะဒီ pressure switch ကို socket ဖြုတ်ထားတယ် compressor ကိုမီးတိုက်ရိုက်ကျွေးပြီးတော့ကတ်ထားတယ်ဆိုရင်တော့ compressor ကကတ်ပြီးတော့ air con ကတောက်လျှောက်အေးတယ်အဲ့တော့ air con နဲ့ပတ်သက်တဲ့ line မှာက compressor နဲ့ပတ်သက်တဲ့ wire line မှာလည်းနည်းနည်းပြဿနာတော့ရှိနေတယ်ဘာကြောင့်လဲဆိုတော့ ဖြက်လိုက်ကလိုက်ဖြက်လိုက်ကလိုက်ကတအားမြန်နေတာဖြစ်တဲ့အတွက်ဒါဆိုရင်သူ့ရဲ့ warning မိုင်းမှာပြစ်ချက်ရှိနေတာဖြစ်တယ်ပေါ့ဗျာအဲ့တော့ pressure switch ရဲ့ပြစ်ချက်ဆိုရင်လေတကယ်လို့ကျွန်တော်တို့က pressure switch ရဲ့ socket ကိုဖြုတ်ပြီးတော့ jammer ခွာထားတယ် wire ကျူးနဲ့ခွာထားတယ်ဆိုလို့ရှိရင်လေအဲကွန်ကတောက်လျှောက်အဲ compressor ကကတ်နေရမှာဒါပေမဲ့သူကအဲ့လိုမျိုးလဲမကတ်ဘူးအဲ့တော့ pressure ဒီ pressure switch ကြောင့်လေဖြစ်တယ်လို့ပြောလို့မရဘူးဗောနော်ဒါနဲ့ပဲကျွန်တော်တို့ကားရဲ့အတွင်းထဲမှာဘလို့ပြဿနာများရှိသလဲပေါ့အဲ့ဒီမှာအဖြေရှာကြည့်တယ်အဖြေရှာကြည့်တော့ဘာပြဿနာသွားတွေ့လဲဆိုတော့ ဘလူးဝါမော်တာကိုအဲဒီဘလူးဝါမော်တာရဲ့ speed ကိုပေါ့နော်ဒီ fan speed ကိုထိမ့်ပေးတဲ့အဲသူ့မှာဆိုရင် resistor ဒုံးလေးရှိတယ်အဲ့ဒီ resistor ဒုံးလေးကတန်ကြီးတွေလိုက်နေတာတော်တော်လေးကိုချင်းနေစိုးတယ်တန်ကြီးလိုက်တာမှာပေါ့နော်တန်ကြီးလိုက်နေတာကလုံးဝကိုအော်ပေါ့နော်ဒီတန်ကြီးရောင်ကိုဖြစ်ပြီးတော့တော်တော်ချင်းနေစိုးနေတယ်အဲ့ဒီပြစ်ချက်ကြောင့်နောက်ဆက်တွဲအနေနဲ့ဒီ aircon မှာလာပြီးတော့ဒုက္ခလာပြီးတာပါအဲ့တော့ဒီပုံမှန်ဆိုလို့ရှိရင်ဗျာ ကားရဲ့ dashboard ထဲမှာရှိနေတဲ့ deep pressure switch ကဘာမှပြဿနာဖြစ်เสียအကြောင်းမရှိဘူး deep pressure switch မှာသွားပြီးတော့တန်ကြီးတွေလိုက်เสียအကြောင်းကိုမရှိဘူးဘာကြောင့်လဲဆိုတော့ तू ကမိုးလုံးနေလုံးနေရတဲ့အနေထားဒါပေမဲ့ပြဿနာကဘာမှသွားရှိနေလဲဆိုတော့ကားရဲ့ aircon ကအေးကွိုင်လို့ခေါ်တဲ့ evaporator က aircon ဖွင့်ထားတဲ့အချိန်မှာရေငွေလေးတွေစုပြီးတော့ရေအနေနဲ့ကားရဲ့အောက်ထဲကိုကျတယ်အဲ့လိုကျပြီမဲ့ဒီကားမှာကဘာဖြစ်လဲဆိုတော့အဲ့ဒီရေထုပ်ပေါက်က တချို့နေရာလေးတွေကပိတ်နေတယ်ပိတ်နေပြီးတော့အဲ့ဒီရေကဘယ်ပေါ်ကျလဲဆိုတော့ဒီဘက်ကိုဘောတော့နည်းနည်းလေးကျတဲ့ပုံစံမျိုးဖြစ်တယ်ဆင်တာပေါ့ဗျာအဲ့ဒီကနေပြီးတော့နောက်ဆက်တွဲအနေနဲ့ဒီသွားပြီးတော့မှသူကရေကျတဲ့ပြဿနာတွေကြောင့်ဝါယာတွေကဒီလျှက်စစ်တွေကရေကိုကြောက်တယ်ရေခိုးရေငွေတွေကြောက်တယ်အဲ့ဒီမှာအဲ့ဒီ resistor တုံးလေးကတန်ကြီးလိုက်တော့တယ်လိုက်သွားပြီးနောက်ဆက်တွဲအနေနဲ့ ကြော်ထားခွာထားတဲ့ပုံစံမျိုးကိုဖြစ်ပြီးတော့အဲကောမအေးတဲ့ပြဿနာမျိုးကိုကြုံတွေ့ရတာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့အနေနဲ့သူ့ရဲ့သတ်မှတ်ထားတဲ့အပိုင်းလေးတွေကိုစစ်ဆေးဖို့ကပေါ့နော်ဒီလိုမျိုးအဲကောမအေးဘူးဆိုရင်စစ်ရမယ့်အပိုင်းတွေထဲမှာပထမဆုံးကတော့လွယ်လွယ်ကူစစ်လို့ရတာကအဲကောဂက်ပေါ့ဗျာနော်အဲကောဂက်စစ်ကြည့်တဲ့အဲကွန်ပရက်ဆာရဲ့ကလပ်ကပဲတအားဝေးနေသလားကလပ်ရဲ့ခါကြလို့ရှိရင်ကလပ်ရဲ့ခုခံအားကတအားများပြီးတော့ အုံများပြီးတော့ကွာသွားတဲ့ပုံစံမျိုးမျိုးဖြစ်သလားပေါ့ pressure switch ပြန်ပစ်ချက်ဖြစ်နေတာလားနောက် evaporator temperature sensor မှာပဲပစ်ချက်ဖြစ်နေတာလားပေါ့နော်နောက်ဆုံးမှာပစ်ချက်ကကြတော့ blower ရဲ့ resistor တုံးမှာသွားပြီးတော့ပစ်ချက်သွားတွေ့ပါတယ်အဲ့ဒီကားမှာတော့ blower ရဲ့ resistor တုံးလေးကိုလဲလိုက်တဲ့အခါမှာအဆင်ပြေသွားပါတယ်အဲ့ဒီ resistor တုံးကဘာလုပ်ပြီးတာလဲဆိုတော့ aircon ကဒီ blower motor မှာအဲကျွန်တော်နံပါတ်1 2 3 4ဆိုပြီးတော့ရှိမယ်အဲ off ဆိုပြီးတော့ရှိမယ် off ဆိုတဲ့အနေထားတော့ blower motor မလဲဘူး 1ဆိုတဲ့အနေထားမှာ resistor တုံးမှာရှိနေတဲ့ခုခံကအကုန်လုံးကိုဖြတ်ပြီးတော့မှဒီ blower motor ကိုပြက်စစ်ကရောရတာဖြစ်တဲ့အတွက်ဘိုးကအိတ်ဘိုးလောက်ပဲရှိတော့မယ် blower motor ကနှင်းနှင်းပဲလည်းမယ်နံပါတ်နှင်းနဲ့ဆိုလို့ရှိရင် resistor အဲနှစ်ခုလောက်ကိုပဲဖြတ်တာဖြစ်တဲ့အတွက်ဥမာအနေနဲ့ပေါ့ဗျာဒီ9ဘိုးလောက်ရောက်တာဖြစ်တဲ့အတွက် blower motor ကမြန်မြန်လည်းမယ်နောက်ထပ်နံပါတ်3ဆိုလို့ရှိရင် resistor တစ်တုံးလောက်ပဲဖြတ်တာဖြစ်တဲ့အတွက်အဲ့ဒီမှာသူ့ကိုအဲထားပါတော့တန်းဖို့လောက်ရောက်မယ်ဆိုလို့ရှိရင် ို့ပြီးတော့လဲသွားမယ်တကယ်လို့နောက်ဆုံးနံပါတ်၄ပေါ့နော်ဒီ fan speaker height ဆိုတဲ့အနေထားမျိုးကြားလို့ရှိရင်တော့သူက bear register တုံးမှမဖြတ်တော့ဘန်းနဲ့ဒါတိုက်သွားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် fan ကလုံးဝကိုအဲဒီအပြည့်လဲမယ်ဒီ battery ကနေပြီးတော့လာတဲ့တွဲဖို့တိုင်ရိုက်လာတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ပန်ကာကမြန်မြန်လဲမယ်ပေါ့ဗျာဒီလိုပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီကားမှာကြုံရတဲ့ပြဿနာဆိုလို့ရှိရင် register တုံးကိုဒီလိုပြဿနာမျိုးကြောင့် အဲဒီ aircon မှာပူလိုက်အေးလိုက်ဆိုတဲ့ပြဿနာမျိုးကြုံတွေ့ရတာဖြစ်ပါတယ်။ကားရဲ့ aircon စနစ်ကသူ့ရဲ့ဖွဲ့စည်းတိထောက်ထားတဲ့ပုံစံကရိုးရှင်းပေမဲ့လည်းဒီခါလေးမှာဆိုလို့ရှိရင်အဲဒီအပြစ်ချရာရတာတွေတော်တော်လေးခက်ခဲတာမျိုးတွေကြုံရတယ်။ခါလေးမှာဆိုလို့ရှိရင်ကားရဲ့ aircon ကတစ်ဖက်ကအေးလိုက်တစ်ဖက်ကပူလိုက်ဖြစ်တဲ့ aircon စနစ်မှာဘာပြစ်ချက်မှမရှိဘဲနဲ့တစ်ဖက်အေးတစ်ဖက်ပူဆိုတဲ့ပြဿနာမျိုးတွေလည်းကြုံရတယ်။အထက်ကဒီ servo motor ကဂျမ်းဖြစ်ပြီးတော့မှတစ်ဖက်သေးဘူးပဲကတ်နေတယ်ဆိုရင် အဲကားရဲ့ဒီဥမာပေါ့ဗျာ driver ဘက်ကတော့အေးတယ် passenger ဘက်ကမအေးဘူးဒါမှမဟုတ်ရင် passenger ဘက်ကတော့အေးတယ် driver ဘက်ကမအေးဘူးဆိုတော့ air con တစ်ဖက်အေးတစ်ဖက်ပူဆိုတော့ပြဿနာမျိုးတွေလည်းကြုံရတယ်နောက်တစ်ချက်အနေနဲ့ကတော့ gap ပမာဏပေါ့နော် gap ပမာဏကတတ်မှတ်တဲ့ပမာဏအတွင်းမမီလို့ air con အေးပေါ်တဲ့ပြဿနာမျိုးလည်းကြုံရသလိုအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဘယ်လိုပြဿနာမျိုးတွေကြုံရလဲဆိုတော့ air con gap ကပိုက်လိုင်းထဲမှာအငွေ့တွေဖြစ်သွားတယ်အငွေ့များသွားတာပေါ့ဗျာပြောမယ်ဆိုရင်တော့လိုလေကူကူနားလည်အောင်ပြောရမယ်ဆိုရင် အဲကွန်ကက်ရဲ့အည်သွေးကျသွားတာအဲ့လိုအဲကွန်ကက်ရဲ့အည်သွေးကျသွားတဲ့အခါမှာအဲကွန်ဖွင့်တဲ့ဂက်ပမာဏကိုတိုင်းကြည့်တယ်လုံးဝမှန်တယ်ဒါပေမဲ့အဲကွန်ကအေးပေါ့တယ်အဲ့လိုပြဿနာမျိုးတွေကြုံရပါတယ်အဲ့တော့အဲကွန်စနစ်မှာကပုံမှန်ဆိုလို့ရှိရင်သူ့ရဲ့လိုတဲ့ပုံစံကကွန်ပရက်ဆာကနေပြီးတော့ကျစ်လိုက်မယ်ကျစ်လိုက်ပြီးလို့ရှိရင်ဒီအပူပိုင်လို့ခေါ်တဲ့ကွန်ဒန်ဆာထဲမှာအေးခံမယ် ပြီးရင် dryer fitter မှာစစ်မယ်အမှုန်လေးဒီပါလာတဲ့ပေါ့နော်ပိုင်လိုင်းထဲမှာရှိတဲ့အမှုန်လေးကိုစစ်မယ်ပြီးသွားရင် expansion bar ကိုရောက်မယ် expansion bar က air con ကရဲ့ဖိအားကို short ချပြီးပြီးတော့ evaporator လေးကိုဖြတ်တန်းစီးစင်းတဲ့အခါမှာ air con ရဲ့ဒီ air con ကရဲ့အပူချိန်က0နာရီကတ်သွားတာဖြစ်တဲ့အတွက် evaporator ကအေးသွားမယ်အဲ့ဒါကို blower motor နဲ့မှုန်လိုက်တဲ့အခါမှာလေအေးတွေကကားတွင်းငန်းလေးကိုဝင်မယ်ဒီလိုပုံစံမျိုးသွားမှာဒါပေမဲ့ air con ကရဲ့အည်သွေးကျနေလို့ရှိရင် air con ကက်က အငွေ့တွေဖြစ်နေလို့ရှိရင် aircon ကအေးပေါ်တဲ့ပြဿနာမျိုးကြုံတွေ့ရပါတယ်ဒါကတော့ဒီခါလေးမှာ aircon နဲ့ပတ်သက်ပြီးကြုံရတဲ့ပြစ်ချက်တွေကိုထည့်သွင်းပြီးတော့မျှဝေတာပါ Toyota Highland မှာကြုံရတဲ့ AC ရဲ့ပြစ်ချက်ကတော့ဒီကတည်းကတော့ blower motor ရဲ့ resistor ပြစ်ချက်ကြောင့် aircon A line A light ဆိုတဲ့ပြဿနာလေးကြုံတွေ့ခဲ့ရပါတယ်ဆိုတာကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးနဲ့ပူးတရာဖြစ်မျှဝေဆွေးနွေးခဲ့တာဖြစ်ပါတယ်အားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ